ေါ်ရလုံးဝဲမင်္ဂလာပါခင်ဗျာဘာပဲကြည့်ကြည့်မစားခင်မှာ channel subscribe လုပ်ဗီနာကောင်းလုံးနှိပ်ပြီးတော့ Fabian လေးဖွင့်ကြည့်ပေးဖို့မြေတားရက်ခံရင်းနဲ့ဒီနေ့ season လေးကိုစလိုက်ကြအောင်ပါမာမာမာဆိုရဲခလေးမလေးတယောက်ရဲ့အော်တန်ဟာမှောင်မဲနေတဲ့ခန်းကျဲကြီးထဲမှာပြန်လွင်လို့နေပါတယ်ဒီခလေးမလေးကတော့နေလာပါသူ့ရဲ့အတိတ်ကပျောက်ဆုံးသွားတဲ့အမှတ်တရတစ်ခုဒါမှမဟုတ်ဘယ်တော့မှမပျောက်ပြတ်သွားသေးတဲ့အိမ်မဆိုးတစ်ခုပေါ့နေလာအာမန်ခလေးတယောက်မဟုတ်ခဲ့ပါဘူးသူ့မှာအကြောက်တရားဆိုတဲ့ရိတ်မဲကြီးက အမြဲတမ်းကတ်တွယ်လို့နေတတ်တယ်။သူ့အဖွားကတော့နေလာရေးသမီးရဲ့အကြောင်းတရားကိုသမီးကိုယ်တိုင်ရင်ဆိုင်ရမှာလို့အားပေးပေမဲ့နေလာရဲ့ကဘာကတိတ်ကိုမှောင်မိုက်လွန်ပါတယ်။သူ့မွေးနေ့မှာနေလာတယောက်သူ့ဖေစီကလက်ဆောင်တစ်ခုရခဲ့တယ်။အဲ့ဒါကဘီလို့ခေါ်တဲ့အယုံမာလီတယောက်ပါ။ငါတဲ့တငယ်ချင်းလုံမလားလို့မေးတတ်တဲ့အယုတ်ကလေးပေါ့။အဲ့ဒီချိန်ကစပြီးတော့အဲ့ဒီယုတ်လေးဟာနေလာရဲ့တဝူရီသောတငယ်ချင်းဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့နေ့တွေကြာလာပြီးတော့ နေလာလဲကြီးပြင်းလို့လာခဲ့ပါပြီ။ဒါပေမဲ့သူ့အတိတ်ကအိမ်မဆိုးကြီးကတော့လိုက်လံ၆လန်းလို့မဆုံးသေးပါဘူး။နေလာသူ့မိသေးဆုံးသွားပုံကိုမျက်မြင်ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ။ဒါပေမဲ့သူ့ဖေကတော့မိမိဟာနှလုံးရပြီးတည်သွားတာလို့အမြဲတမ်းငြင်းဆန်လေးရှိပါတယ်။နေလာကသူ့ဖေရဲ့ထိန်းချုပ်မှုအောက်ကနေယုံထွက်ပြီးသူ့မိတစ်ချိန်ကတတ်ခဲ့တဲ့အဆောင်ချောင်းကိုပြောင်းဖို့အတွက်ဆုံးဖြတ်လိုက်တယ်။သူ့ဖေကတော့နေလာရဲ့ထူးဆန်းတဲ့အခြေအနေမင်းဟာတခြားသူတွေနဲ့မတူဘူးဆိုတဲ့အကြောင်းပြချက်တွေကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးမယ်နေလာကတော့သူ့ဆုံးဖြတ်ချက်အတိုင်းပဲရှေ့ဆက်ခဲ့လိုက်ပါတယ်။ညမောင်မောင်မှာနေလာတို့သားဖားနှစ်ယောက်အစရာမာအာလီဆိုတဲ့ကျောင်းတော်ကြီးစီကိုရောက်လာခဲ့ကြ။ကျောင်းကကြီးမားခမ်းနားပြီးမယ်ဓမျိုးကြီးအေးဆက်ပြီးတော့ကြောက်စရာကောင်းနေပါတယ်။အဆောင်မှုဝင်တာကသူတို့ကိုလာကြိုးပြီးတော့နေလာရဲ့ဖေကိုစာဝဲစာရန်ဒီမှာလက်မှတ်ထိုးခိုင်းပါတယ်။နေလာရဲ့ဖေမျက်နှာမှာစိုးရင်ပူပန်မှုတွေအထင်းသာပေါ်လို့နေတာပါ။သမီး တကူဖြစ်တာနဲ့အဖေကိုချက်ချင်းဖုန်းဆန်းတော့ဆွဲစကားကိုနောက်ဆုံးအနေနဲ့မှားလိုက်ပြီးတော့နေလာကိုထားခဲ့ရပါတော့တယ်။နေလာတယောက်အဆောင်မှုဝင်တာနဲ့တူမီလာဒီဘလော့ကိုရှောက်လာခြင်းနဲ့ဇင်းညာလန်အကွေးတစ်ခုမှာနေတော်ကိုမလုပ်ရဘူးဆိုရဲဒူးဆန်းတဲ့အတန်တိုးတိုးလေးတစ်ခုကိုကြားလိုက်ရပါတယ်။နေလာကလန့်ပြီးတော့လှည့်ကြည့်လိုက်ပေမဲ့ဘယ်သူမှမရှိခဲ့ပါဘူး။နောက်နေ့မနေ့ចောင်းသားတွေကိုကြိုးဆိုတဲ့အစည်းအဝေးပွဲမှာနေလာတယောက်နောက်ကျပြီးတော့မှဝင်လာခဲ့တယ်။ចောင်းကြီးဘူအီမေက တံမဏိစည်းကမ်းကိုကင်ဆွဲထားသူပါသူကနေလာနဲ့တခြားနောက်ကြတဲ့ចောင်းသားတွေကိုလူပုံလဲမှာအပြင်းထန်စူပူချိန်ပေါင်းပြီးတော့စည်းကမ်းမလိုက်နာတဲ့ចောင်းသားတယောက်ကိုချက်ချင်းចောင်းထုတ်ပစ်လိုက်တယ်ဇီဝေးပြီးမှာတော့နေလာတယောက် VO ဆိုတဲ့ဘဝင်မြင့်တဲ့កောင်မလေးတယောက်နဲ့မတော်တဆတိုက်မိပြီးတော့ VO ရဲ့ဖုန်းကိုလွတ်ကျကွဲစီခဲ့တယ် VO ကနေလာကိုအနိုင်ကျင့်နေတော့မှာပဲရှီလာဆွဲកောင်မလေးကနေလာဘက်ကနေဝင်ပြီးတော့ခုခံကာကွယ်ပေးခဲ့ပါတယ်ညောင်းတဲ့အခါမှာနေလာကသူ့အခန်းထဲမှာ တယောက်တည်းအကြောက်စိတ်တွေဝင်နေတာမဟုတ်လို့သူပေစီဖုန်းဆက်ပြီးတော့သူ့ရဲ့အယုတ် B ကိုចောင်းစီအမြန်ဆုံးပို့ပေးဖို့တောင်းဆိုလိုက်ရပါတော့တယ်။တိတ်မကြခင်မှာပဲသူ့ရဲ့အခန်းပေါ်နန်နီဒါမုတ်ဟီလန်ဆိုတဲ့ကောင်မလေးကရောက်လာခဲ့။နန်နီကဒီចောင်းကိုပြင်သာတင်စုနဲ့တက်နေရတဲ့မိသားစုမရှိတော့တဲ့ကောင်မလေးတယောက်ပါ။နီလာကသူ့ယုတ် B ကိုနန်နီကိုမိတ်ဆက်ပေးလိုက်ချိန်မှာပဲတကယ်ရင်ရှီလာကလည်းသူ့ရဲ့အယုတ်ကိုကိုကိုချီပြီးတော့ရောက်လာခဲ့ပါတယ်။နီလာနဲ့ရှီလာတို့နှစ်ယောက်စလုံးဟာယုတ်လေးတွေကို လူသားတငယ်ချင်းတွေလိုခင်တွဲတက်မှတ်နေကြသူတွေပါဒါပေမဲ့ဒီเจ้าတော်ကြီးရဲ့အေးဆက်ဆက်လူဝတ်ချက်တွေကတိမ်မကြာခင်မှာပဲသူတို့စီကိုစတင်ချင်းကပ်လာခဲ့ပါတော့လေဓာရုဗေဒအတန်းချိန်တစ်ခုမှာဆရာအာနုကသင်္ကန်းစာတွေကိုရှင်းပြနေတော့မှာပဲအခန်းနောက်ကနန္ဒီတယောက်ထူးဆန်းဆန်းနဲ့တုံလှုပ်လာခဲ့ပါတယ်သူမျက်လုံးတွေကဆရာကိုကြည့်နေတာမဟုတ်ပဲဆရာဘေးကဘာမှမရှိတဲ့နေရာလူကြီးကိုကြောက်လန့်တကြားစိုက်ကြည့်နေခဲ့တာပါနန္ဒီနန္ဒီသမီးဘာဖြစ်နေရလဲလို့ပြောလိုက်ရင်းနဲ့ နန္ဒီတယောက်အသက်ရှူဘဝနိုင်တော့ပဲသူ့ရဲ့လက်ညှိုးတစ်ချောင်းကထောက်ပြလိုက်ရင်အနက်ရောက်နတ်ဆိုးလို့တုံရင်သွားနဲ့អော်ဟစ်လိုက်ပါတော့လေနန္ဒီတယောက်အဲ့ညမှာပဲသတိလစ်သွားခဲ့ပြီးရှီလာနဲ့နေလာတို့ကသူ့ကိုចောင်းစေးကန်းစီအမြန်ဆုံးတယ်ပို့လိုက်ရပါတော့လေအဲ့ဒီညနေပါပဲចောင်းတော်ကြီးရဲ့တိတ်ဆိတ်မှုကိုអော်ဟစ်တန်တချို့ကစုပ်ဖြဲပြစ်လိုက်ပါတယ်ဟေတာခုံချလိုက်ပြီးဆိုတဲ့အတန်နဲ့သူចောင်းသူတယောက်ဖြစ်တဲ့ဟေတာကចောင်းဆောင်အမြင့်ပေါ်ကနေသူ့ကိုယ်သူခုံချကအဆုံးစီရင်လို့သွားခဲ့ပါတယ် ဆီယမာရီကចောင်းသားတွေကိုထိမ့်သိမ့်နေတဲ့အချိန်မှာရှီလာကနေလာရဲ့နားနာကိုကတ်ပြီးတော့တိုးတိုးလေးမေးလိုက်ဒါနန်နီမြင်လိုက်ရတယ်ဆိုရဲအနဲ့ရောက်နန်ဆိုးနေမြားတခုခုပတ်သက်နေမလားနေလာလဲဘာမှပြန်မဖြေနိုင်ခင်မှာပဲသူ့မျက်လုံးထဲမှာဟေတာရဲ့ဝိညာဉ်ပုံအိကလျှက်ရပြပေါ်လာခဲ့ပါလေအင်ညာကနေစပြီးတော့နေလာတယောက်အိမ်မန်ဆိုးတွေဇက်တိုက်ကိုမတ်ပါတော့တယ်ဟေတာရဲ့ဝိညာဉ်ကသူ့ကိုလိုက်ပြီးတော့၆လန့်နေပါလေနောက်ဆုံးမှာတော့နေလာလဲမခံနိုင်တော့ပဲသူ့ရဲ့အကြီးမားဆုံးလူဝက်ချက်ကိုတကယ်ကြီးရှီလာကို ဖွင့်ချပြောပြလိုက်ပါတော့တယ်ရှိလားငေါ့ယုံကြည်ပေးပါငါအင်ဒီဂိုတယောက်တခြားသူတွေမမြင်နိုင်တော့ငါမြင်နေရတယ်နေလာကဆက်ပြီးတော့ဝင်ခံလိုက်တာကငါငါငငယ်တော့ငါမရေတည်ဆုံးမှုငါကြုံမြင်ခဲ့ရတယ်ငါမရနှလုံးရပ်ပြီးတည်တာမဟုတ်ဘူးသူအဲ့ဒီအနေအောင်နတ်ဆိုးကြီးကတတ်သွားတာပြီးတော့အဲ့နတ်ဆိုးဟာအခုဒီကျောင်းထဲမှာရှိနေပြီဟေရာဟုတ်တတ်သွားလေသူပဲအဲ့ဒီလိုနေလာနဲ့ရှီလာတို့နှစ်ယောက်သားကြောက်လန့်နေကြစကားပြောနေကြတာကို VO ကချောင်းပြီးတော့နားထောင်နေခဲ့ပါတယ် ဗီယိုကနေလာကိုလူထူးဆန်းမလို့ခေါ်ပြီးတော့လောင်ပြောင်ကထွက်သွားခဲ့ပါလေဗီယိုထွက်သွားတဲ့အချိန်မှာပဲနေလာရဲ့မျက်လုံးထဲမှာကြောင်မဲဖွေရာပုံရင်းတစ်ခုကထပ်ပြီးတော့ပေါ်လာခဲ့ပါလေရှီလာမဖြစ်ဘူးနောက်တစ်ယောက်နောက်တစ်ယောက်ကဗီယိုပဲအနေအောင်နဆိုးရဲ့နောက်ထပ်ပြစ်မှတ်ကတော့ဗီယိုဖြစ်လို့နေခဲ့ပါပြီနေလာနဲ့ရှီလာတို့နှစ်ယောက်ဗီယိုကိုတရီပေးဖို့အပြေးလွှားလိုက်သွားခဲ့ကြပါလေဒါပေမဲ့ဗီယိုကသူ့ရဲ့စကားကိုလုံးဝနားမထောင်ပဲသူတို့ကိုအရှုံးသမားတွေလို့ခေါ်ပြီးတော့ထွက်ပြေးသွားခဲ့တယ်ငါတို့တို့ဒီတိုင်းသေခံလို့မဖြစ်ဘူး ူနောက်ကိုလိုက်ရမယ်အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်မောင်မဲနေတဲ့ចောင်းစင်းញံလမ်းတွေထဲမှာ video ကိုလိုက်ရှာနေကြအဲ့ချိန်မှာပဲထွက်သွားထွက်သွားဆိုတဲ့ video ရဲ့အော်တန်ကြီးကိုဓာတ်ရုပ်ဗီဒါစမ်းသပ်ခန်းထဲကနေကြားလိုက်ရပါတယ်နေလာနဲ့ရှီလာတို့အပြေးလွှားရောက်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတွေးပြက်စရာကောင်းလာပါတယ် video တယောက်ကျမ်းပြေပေါ်မှာသူ့အိုင်ထဲကိုလဲကျနေတာပါသူ့လက်မင်းကို acid ရေတွေနဲ့တိုက်ခိုက်ခံရတဲ့ပုံလဲပေါ်ပါတယ် view ကနေလာကိုလက်ညှိုးထိုးပြီးတော့နေနေဆိုပြီးတော့ပြောဖို့စူးစမ်းနေတယ် အသက်ပျောက်သွားခဲ့ရပါတယ်။ကျောင်းတစ်ခုလုံးအော်တောင်းနေနေဖြစ်သွားပြီးတော့ကျောင်းကြီးဘူအီမဲကအခြေအနေကိုထိမ့်သိမ်းဖို့အတွက်ကျောင်းကိုတပတ်တိတိပိတ်လိုက်ရပါတော့တယ်။ဒီဖြစ်ပျက်တွေဟာမတော်ဆမှုမဟုတ်ဘဲနဲ့အနေအောင်နတ်ဆိုးရဲ့လက်ချက်ဖြစ်ကြောင်းနေလာနဲ့ရှီလာတို့သေချာသွားခဲ့ပြီးတော့သူတို့နှစ်ယောက်ဟာကျောင်းကြီးဘူအီမဲအိမ်ကိုသွားပြီးသူတို့တည်ထားတာတွေနေလာရဲ့ထူးဆန်းတဲ့စွမ်းရည်တွေအကြောင်းကိုအားလုံးသွားဖွင့်ပြောပြခဲ့ပေမဲ့ဘူအီမဲကတော့တတ်သိမရှိဘဲဘာမှမလုပ်နိုင်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။ နေလာတယောက်သူ့မရဲ့ဝိညာဉ်ကိုအရင်မှစပြီးတော့မြင်အောင်လာပါတော့တယ်။သူတို့နှစ်ယောက်ကစာကြည့်လိုက်ကိုတွားပြီးတော့ဒဲလုံစာရီဆက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။စာကြည့်လိုက်မှုကနေလာကိုမြင်မြင်ချင်းမှမှတ်မိနေတာပါ။သမီးမျက်နှာကိုအရင်ရင်းနှီးနေတယ်။သမီးမေကဆိုဖီယာမဟုတ်လားလို့မေးလိုက်တယ်။နေလာသူ့မိနဲ့ပတ်သက်တဲ့အမှတ်တရစာအုပ်တုပ်ထဲမှာထူးဆန်းတဲ့အမှတ်သားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဘူရှာလီရဲ့အကူအညီနဲ့သူတို့ဟာဒဲလုံသူများကိုပြန်လဲအသက်သွင်းခြင်းဆိုတဲ့စာအုပ်ဟောင်းကြီးတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။ အဲဆောင်ထဲမှာရေးထားတာကနီခရိုမန်စီဆိုတာသေလွန်သူတွေကိုပြန်သက်သွင်းတဲ့အမှောင်ပညာရက်ဖြစ်ပြီးလူတယောက်ကိုအသက်ပြန်သွင်းမှုအတွက်16ရောက်သောဝိညာဉ်ကိုရစ်ပူဇော်ရပါလိမ့်မယ်။အဲဒီဝိညာဉ်တွေကိုစူးစောင်းမှုအတွက်အီဒီမူဆိုတဲ့နာဆိုးကိုခေါ်ယူရပြီးတော့အဲဒီနာဆိုးကဝိညာဉ်တွေကိုမြေအိုးတစ်လုံးထဲမှာထည့်ပြီးတော့တင်ထားလိရှိတတ်ပါတယ်။ဒါပြင်အရေးကြီးဆုံးချက်ကအီဒီမူကအရေးတွေကနေမွေးဖွားလာပြီးအလင်းအောင်ကိုတေမလောက်ကြောင်းယွန်းတတ်တာပါ။နေလာတယောက်ဟေတာမသေးခင်ကသူ့ကိုလိုက်ပြီးတော့၆လန့်ရင် ဗီရိုလို့ပြောသွားတာကိုသတိထားမိသွားပါတယ်။ရှိလား။အဲ့ဒီမျိုးကဗီရိုထဲမှာရှိနေရမယ်။သူတို့ကအเจ้าနဲ့ကဗီရိုတွေကိုလိုက်ရှာရင်းနဲ့နောက်ဆုံးမှာတော့ဓာတုဗီရာဆရာပက်အာနိုးရဲ့အခန်းထဲက lock ချထားတဲ့ဗီရိုကြီးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ကဘူီမဲစီကိုဒုတိယအကြိမ်ပြန်သွားလိုက်ကြပြီးသူတို့ရှာတွေ့ထားတဲ့အချက်အလက်တွေကိုသွားတင်ပြခဲ့ပါတယ်။စာကြည့်ရရဲ့မှတ်တမ်းရပက်အာနိုးရဲ့ဇနီးသေးဆုံးသွားခဲ့တဲ့နှစ်မှာပဲသူကနီကရိုမန်စီစာအုပ်ကိုငှားရမ်းခဲ့တာကိုတွေ့ရှိခဲ့လိုက်ပါတယ်။ဘူီမဲ ။တရခမ်းပက်ကာနိုးပဲ။သူကသူ့မိမောက်အသက်ပြန်သွင်းမှုចောင်းသူ16ကိုရစ်ပူစော်နေတာ။အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲနေလာဟာသူ့ရဲ့စွမ်းရည်နဲ့နောက်ထပ်မြင်အောင်မှုတစ်ခုကိုရရှိလိုက်ပါလေ။မဖြစ်ဘူး။နောက်ထပ်တယောက်နောက်ထပ်ပြင်းမှတစ်ခုဟာရှိလာပဲ။အလိုပြောလိုက်တာနဲ့ရှီလာတယောက်ကြောက်လန့်တကြားဖြစ်သွားပြီးတော့ဘူီမဲကသူတို့နှစ်ယောက်ကိုသူ့အိမ်မှာပဲခဏခိုးလုံခိုင်းနားလိုက်ပြီးဘက်အာနိုးကိုခေါ်ယူစစ်ဆေးဖို့စီစဉ်လိုက်ပါတော့တယ်ရှီလာကိုဘူီမဲနဲ့ထားခဲ့ပြီးတော့နေလာတယောက်ចောင်းစာကြီးတိုက်ကိုတစ်ခုခုသွားရှာအောင်မယ်လို့ပြောပြီး ထွက်သွားခဲ့လိုက်ပါလိမ့်။ဒါမှမဟုတ်အဲ့ဒီမှာပဲဇလန်တစ်ခုလုံးရဲ့အကြီးမားဆုံးလက်အွက်ကြီးကစတင်လာခဲ့ပါတော့တယ်။နေလာတယောက်ចောင်းစာကြီးလိုက်ထဲမှာသူ့အမေဆိုဖီယာရဲ့မှတ်တမ်းဟောင်းတစ်ခုကိုရှာတွေ့လို့သွားခဲ့ပါလိမ့်။အဲ့ထဲမှာမှသွေးပြဖွဲရာအတိတ်ကအမှန်တရားတွေကပေါ်ထွက်လာခဲ့တော့တာပါ။ဟိုးလုံခဲ့တဲ့နေပေါင်းများစွာကចောင်းကြီးဘူီမဲမှာအနာစတီရှာဆိုတဲ့သမီးတယောက်ရှိခဲ့ပါလိမ့်။ဘူီမဲဟာသူ့သမီးပေါ်အရန်ကိုတင်းကျပ်ဖိအားပေးခဲ့တာပါ။ အထူးသဖြင့်ကျောင်းဝင်ပညာသင်စုကိုကြီးစွာတဲ့ကျောင်းသူတယောက်စီအနိုင်မခံဖို့အမြဲတမ်းဖိအားပေးနေခဲ့တယ်။နေလိုင်းမေဆိုဖီယာကအနာစတေးရှားနဲ့အရင်းအနှီးဆုံးတန်ငယ်ချင်းတယောက်ဖြစ်ခဲ့ပြီးတော့အနာစတေးရှားကိုအမြဲတမ်းဖိအားပေးခဲ့ရတယ်။ဒါမဲ့နောက်ဆုံးမှာတော့အနာစတေးရှားဟာဖိအားနံတွေကိုမခံနိုင်တော့ဘဲသူ့မွေးနေမှာပဲသူ့ကိုယ်သူဆွဲထိုးချကာအဆုံးစီရင်သွားခဲ့ပါတော့တယ်။ဘူကြီးမဲတယောက်သူသမီးရဲ့အလောင်းကိုတွေ့ရှိသွားခဲ့ချိန်မှာတော့ဝမ်းနေစိတ်ကနေအမုန်းတရားဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပြီးသူသမီးတေဆုံးရမှုတော့ အရင်ဒီဆုံးတန်ငယ်ချင်းဆိုဖီယာနေလာရဲ့အမေကိုအပြစ်ပုံချခဲ့ပါတယ်။ဆိုဖီယာတယောက်မတရားဆွဆွဲခံပြီးတော့ထောင်ထဲကိုအဲ့ဒီမှာရောက်သွားခဲ့တော့တာပါ။ဒါတော့မလို့နေလာရဲ့ဖေကသူ့မေနှလုံးရပြီးတေသွားတယ်လို့နေလာကိုလိန်ညာထားခဲ့ရခြင်းပဲဖြစ်ပါလေနေလာကအရင်မှန်တရားကိုတည်သွားခြင်းပါပဲဘူမဲရဲ့အိမ်ကြီးထဲမှာရှီလာတယောက်တည်းကြံနေခဲ့တာကိုတွေးမိပါလေရှီလာအမေကသမီးကိုအမေသမီးနဲ့မိတ်ဆက်ပေးမလို့လို့ဘူမဲကအခန်းတကာတစ်ချက်ကိုတွန်းဖွင့်လိုက်ပါလေအထဲမှာတော့ အနာစတေးရှားရဲ့မပုံမတိုးတဲ့ဈေးစိန်သားတဲ့အလောင်းကြီးကဝီချဲကလထိုင်ပေါ်မှာထိုင်နေခဲ့ပါလေဟုတ်ပါလေတကယ်တရားခံနီခရိုမန်စီပညာရည်ကိုသုံးပြီးတော့ကျောင်းသူတွေကိုရစ်ပူဇော်နေတဲ့သူကတော့ဆရာဘက်အာနိုမဟုတ်ခဲ့ပါဘူးကျောင်းအုပ်ကြီးဘူအီမဲကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါဟီတာဖီယိုပြီးတော့တခြားတေဆုံးသွားခဲ့တဲ့ကျောင်းသူတွေအားလုံးဟာသူသမီးအနာစတေးရှားကိုပြန်ပြီးတော့အသက်သွင်းဖို့အတွက်16ရောက်ပြည့်အောင်ပူဇော်ခံလိုက်ရတဲ့ဝိညာဉ်တွေဖြစ်နေခဲ့ပါတယ် အခု16ရက်မြောက်နောက်ဆုံးပြစ်မှတ်ကတော့ရှီလာဖြစ်နေခဲ့ပါပြီနေလာတယောက်တက်ကိုလှုပ်ပြီးတော့ဘူမဲအိမ်ကိုပြန်ပြီးတော့ပြီးလာခဲ့ပါတယ်အိမ်ထဲမှာတော့ဘူမဲကမော်စာရွက်တွေကိုစတင်ပြီးတော့ရွတ်ဖတ်နေခဲ့ပါပြီပြန်ထွက်လာခဲ့ဆိုပြီးတော့အခဲထဲကအရက်တွေအားလုံးစူးစီးသွားခဲ့ပြီးအေပလစ်ဟီဒမ်ဆိုရဲအရေးနာဆိုးကြီးကပေါ်ထွက်လို့လာခဲ့ပါတော့တယ်နာဆိုးကြီးကတတိလက်နေတဲ့ရှီလာရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ထဲကနေဆွဲထုတ်ဖို့စူးစမ်းနေခဲ့တာပါရက်လိုက်ရှီလာကိုလှုပ်ပေးဆိုရဲတန်တဲ့သူ နေလာဆောက်ထဲမှာဖတ်ထားတဲ့အတိုင်းအီဒီမူဟာလင်းအောင်ကိုကြောင်မန်းသီးလို့ဓာမီနဲ့ထိုးပြီးတော့နတ်ဆိုးကိုစတင်တိုက်ခိုက်လိုက်ပါလေ။အချိန်မှာပဲ back အားနိုးနေနေလာရဲ့အဖေဖရန်ဆိုရောက်ရှိလာခဲ့ပါတော့တယ်။ဘူီမဲကလုံးဝကိုယူသွတ်သွားခဲ့ပြီဖြစ်ပြီးနေလာကိုဓားနဲ့ထောက်ကတစားကန်ဖြစ်နေဖမ်းထားလိုက်ပါတော့တယ်။ငါသမီးအသက်ပြန်မရှိရင်နေသမီးလည်းတူတူသေရမယ်လို့ပြောပြလိုက်တာပါ။အဲလိုအခြေအနေတွေအားလုံးရှုပ်ထွေးနေချိန်မှာပဲနေလာရဲ့အဖေဖရန်ကအမှန်တရားအားလုံးကိုဖွင့်ချလိုက်ပါလေ။ဘူီမဲ န်နာစီရှာသေးတာဆိုဖီယာကြောင့်မဟုတ်ဘူးမင်းရဲ့ဖီယာတွေကြောင့်ပဲပြီးတော့ဘူီမဲ့တမီအန်နာစီရှာနဲ့စကောလာရှစ်ကိုလူခဲ့ရတဲ့ဂျီဆိုတဲ့ကောင်မလေးကြောင်းမှာနေလာတဲ့အခန်းပေါ်ဖြစ်ခဲ့တဲ့နန်နီဟာတခြားသူမဟုတ်ပါဘူးသူဟာနေလာရဲ့အမေဆိုဖီယာရဲ့နောက်ထပ်တမီတစ်ယောက်နေလာရဲ့အမအရင်မှဖြစ်နေခဲ့ပါလေအဲလိုအမှန်တရားတွေအားလုံးကြားလိုက်ရတဲ့ဘူီမဲ့တစ်ယောက်လုံးဝကိုပြိုလဲသွားခဲ့ရပါတော့တယ်သူရဲ့မုံတရားနဲ့ဂလသားချီလိုစိတ်ကသာအပလက်စီတမ်ကိုခေါ်ထားနိုင်ခဲ့တာပါ အခုသူ့ရဲ့ယုံကြည်ချက်တွေအားလုံးပျက်စီးသွားတဲ့ချိန်မှာတော့အရေးနတ်ဆိုးကြီးကလည်းနာကျင်စွာအော်ဟစ်ပြီးပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ဘူီမဲတယောက်စိတ်ချမ်းမာရေးစီးုံမှာသူသမီးအနာစတေးရှားရဲ့ရုပ်ကလေးကိုပွေလိုက်ပြီးဇကားတွေတွတ်တွတ်ပြောနေတဲ့ဘဝကိုရောက်သွားခဲ့ရပါတယ်။နေလာ၊ရှီလာနဲ့နေလာရဲ့အမအဖြစ်တရားဝင်သိခွင့်ရလိုက်တဲ့နန်နီတို့သုံးယောက်တငယ်ချင်းတွေကတော့ဒီကျောင်းတော်ကြီးရဲ့အကြောင်းမဲ့ဖွယ်ရာလူဝဲချက်တွေကိုရင်မာပိုင်ရင်းနဲ့သူတို့မေဆိုဖီယာရဲ့အိမ်မက်ဖြစ်တဲ့ဒီကျောင်းမှာပဲ ပညာဆက်တင်ဖို့အတွက်ကိုဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒါကတော့မိခင်တယောက်ရဲ့အချစ်လွဲမှုကနေမွေးဖွားလာတဲ့အမုန်းတရားရစ်ပူဇော်မှုတွေနဲ့ Basic and Ablaze နတ်ဆိုးရဲ့တိုးတိုးခေါ်တန်းဇက်လန်းရဲ့အဆုံးအတ်ပဲဖြစ်ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့တော့အစားကနေအဆုံးထိလိုက်ပါကျေးဇူးအားပေးခဲ့ဗောရာတို့အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ် channel ကို subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ပြီးတော့နောက်ထပ်အမိုက်စား recap တွေကိုဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ရင်းနဲ့နောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျာ